Hi ကျွန်တော်အခုလက်ရှိရောက်နေတဲ့နေရာကတော့ပေါ်တူဂီနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်အရာဒေတာဖြစ်တဲ့မာဒေတာကျွန်းကြီးကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်။ဒီကျွန်းနိုင်ငံကတော့ကျွန်တော်ရဲ့စူပါစတားကြီးစီရိုနာဒိုဝေဖွားရာဒေတာသူဝေဖွားခဲ့တဲ့အိမ်ကတော့ဟိုဘက်မှာရှိပါတယ်။သူမြေကြီးနဲ့လက်ရှိနေပါတယ်။ဒီအောက်မှာကတော့ စီရော်နာဒိုရဲ့ကျွန်တော်ပြတိုင်ရှိပါတယ်သူရဲ့ရုပ်ထုကြေးရုပ်ထုကလည်းဒီနားမှာဖားတာကိုတွေ့ရတာဖြစ်ပါတယ်ဒီမာရီတာကျွန်းကြီးက1420မှာပေါ်တူဂီလူမျိုးတွေကတွေ့ရှိရတာဖြစ်ပါတယ်ပြီးတော့အခုလက်ရှိလူဦးရေနှစ်သိန်းခွဲအထက်မှာနေထိုင်တာဖြစ်ပါတယ်ဒီမာရီနာကျွန်းကြီးကပို့ကုန်တွေကတော့ ဆိုတော့မပြောသေး wine တွေကိုအတိအကထားပြီးတော့ပို့ပါတယ်ဒီကျွန်းကြီးရဲ့လက္ခဏာတွေကတော့ဒီကျွန်းကြီးကတို့အာဖရိကတိုက်ရဲ့အနောက်မြောက်ဘက်ပါရှိပြီးတော့ဆိုတော့၄ကျွန်းကြီးရဲ့တိဆောက်ထားတာဖြစ်ပါတယ်ဒီမှာဆိုတော့ဘရာဇီးယားလို့ခရစ်စတင်နော်ရုပ်ကျုပ်သူကြီးကိုတိဆောက်ထားတာရှိပြီးတော့ဒါပထမဦးဆုံးကျွန်တော်အဲဒီကျုံးဝင်မှာစပြီးတိဆောက်ခဲ့တာ ြီးတော့မှဘရာဇီးကိုရောက်သွားတာเนาะဘရာဇီးမှာလည်းတောင်ကြီးဆောက်ခဲ့တာပြီးတော့ဒူဂျွန်းကြီးရဲ့ဖွဲ့စည်းပုံကအဲကြောက်သားတွေနဲ့ဖွဲ့စည်းထားတာပေါ့เนาะဟုတ်ကဲ့ဒါပေမဲ့လူမျိုးနေအများကြီးပေါ့တယ်ပင်လယ်ရေမျက်နှာပြင်1800ကျော်အဲဒူဂျွန်းကြီးအမြင့်ကိုတွေ့ရမှာဖြစ်ပါတယ်ကဲခုကျွန်တော်ကျွန်တော်တို့ဒီမတေးရာကျွန်းပေါ်မှာ ဒီတောင်ွေလမ်းတွေရှိတယ်တောင်ွေလမ်းတွေဝိတ်တက်ဆီနဲ့သွားရလို့ကြတယ်အားလုံးကျွန်တော်ရဲ့ကျွန်တော်ရဲ့ခီးသွား cruise ship member နော် Mr. Ling ဒီဘက်ကတော့ Mr. Saw ပေါ့နော်အတူတူပေါ့နော်ကျွန်တော်တို့ဒါတက်ဆီနဲ့ဒီ Marina မြို့ကိုအပေါ်ကနေပေါ်စီကနေကြည့်ဖို့အတွက်ကျွန်တော်အဲတက်ဆီနဲ့သွားနေတာဖြစ်ပါတယ်ပြီးလို့ရှိရင် view point ပေါ်ကနေကျွန်တော်ပြမယ်အရန်လှတဲ့အမြင်ကွင်းတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ် ခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ပေါ်တူဂီနိုင်ငံဆိုတော့မာဒရီဒါကျွန်းပေါ်မှာရှိနေတဲ့ဒီပေါ်တူနီကန်ဆိုတဲ့ဒီကားတန်းလေးကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်။ မာလီတာကျွန်းမှာကျွန်တော်တို့ဒီဘရာဇီးကရုပ်ထုလူမျိုးပဲဒီမှာရုပ်ထုတစ်ခုရှိပါတယ်အဲ့ဒါကတော့နံပါတ်ပထမဦးဆုံးပေါ့နော်သူတို့စပြီးတော့တိဆောက်ခဲ့ဒီဒီခရစ်စတင်ရုပ်ထုကြီးကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီခရစ်စတင်ရုပ်ထုကြီးကတော့ကမ္ဘာပေါ်မှာပထမဦးဆုံးဒီကျွန်းမှာလာပြီးတော့တိဆောက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့တကယ်လို့မာရီဂျာကျွန်းကိုရောက်ရှိတဲ့အချိန်ကြာလို့ရှိရင် အာကျွန်တော်မိတ်ဆွေတွေဒီနေရာကိုလာလဲတင့်တယ်လို့ကျွန်တော်ယူဆမိပါတယ်ဒီနေဝင်ကတော့ဒီမာရီဒါကျွန်းပေါ်ကနေမြင့်ပေမီတာ600ကနေမြင်ရတဲ့မြင်ဝင်ဖြစ်ပါတယ်ဒီနေရာလေးကတော့မာရီဒါကျွန်းပေါ်မှာရှိတဲ့ ဒီ sky bridge ပေါ့နော်မီတာ600ရာအမြင့်ကနေတိဆောက်ထားတဲ့ sky bridge ဖြစ်ပါတယ်ညာနေပြီးတော့မရိတာကျွန်းကြီးကိုအမြင့်ပိုင်းကနေကြည့်ရဖြစ်ပါတယ်။ ဒါလေးကတော့ကျွန်တော်တို့ဒီကျွန်တော်မာဒေတာအကျုံးကိုရောက်ရှိတဲ့အချိန်မှာတော့တိခဲ့ရတဲ့ကျွန်တော်အတရေအချက်လဲဒီလေးကိုကျွန်တော်မိတ်ဆွေတွေတိရအောင်ဆိုပြီးတော့ကျွန်တော်အတက်ဆက်ပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်